ဒီနေ့မှာတော့ online ကနေဝင်ဝင်ရှာရတာကြိုက်တဲ့လူတွေအတွက်ကျွန်တော်ကကျွန်တော်တင်ငွေချင်းတွေအတွက်ဝင်ဝင်ရှာလို့အကောင်းဆုံး application လေးတစ်ခုအကြောင်းကိုကျွန်တော်ဒီ video လေးမှာပြောပြပြီးတော့မှာဖြစ်ပါတယ်။ကဲဆိုတော့ဒီ application လေးရဲ့နာမည်ကတော့ Premise ပဲဖြစ်ပါတယ်။ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ application လေး download ဆွဲဖို့အတွက် Play Store ထဲဝင်လိုက်မယ်။ပြီးရင်ဒီမှာ Premise ဆိုပြီးတော့ P R E M I S E Premise ဆိုပြီးတော့ရိုက်ရှာလိုက်မယ်။ ရရှာလိုက်ရင်ဒီမှာကျွန်တော်တို့တွေ့ဒီ application လေးကိုဒီမှာ download ဆွဲရမယ်ကျွန်တော်ကတော့ download ဆွဲပြီးသားဖြစ်တဲ့အတွက်ဒီမှာ open ပေါ်နေပါတယ်ကဲဆိုတော့ကျွန်တော် application လေး download ဆွဲပြီးဆိုရင်ကျွန်တော် application နဲ့ကိုဝင်လိုက်မယ်ဝင်လိုက်ရင်ပထမဆုံးအနေနဲ့ဒီလိုမျိုးလေးပြလာလိမ့်မယ်ဒီမှာကျွန်တော်တို့ account မဖွင့်ရသေးဘူးကျွန်တော်တို့မှအကောင့်ရှိပြီးသားဆိုရင်အောက်က login ဝင်ပါဦးနှိပ်ပြီးတော့ကျွန်တော်တို့အကောင့်မဖွင့်ရသေးဘူးဆိုရင်အကောင့်ဖွင့်ပါဆိုတော့စာလေးကိုနှိပ်လိုက်ရမယ် ပြီးရင်ဒီနေရာမှာကျွန်တော်တို့ Google ဖြင့်80ရန်ဆိုပြီးပြီးတော့ရှိတယ်။ email ဖြင့်80ရန်ဆိုပြီးတော့ရှိတယ်။ဒီမှာကျွန်တော်တို့ကလွယ်လွယ်ကူကူပဲပေါ်က Google နဲ့ဝင်လိုက်မယ်။ပြီးရင်ဒီမှာကျွန်တော်တို့ Gmail account တစ်ခုကိုထည့်ရမယ်။ Gmail account တစ်ခုရွေးရမယ်။ ဆိုတော့ဒီနေရာမှာကျွန်တော်တို့စီကန်နဲ့တက်မှတ်ခြင်းများဆိုပြီးရောရှိရဲဒါလေးကိုကျွန်တော်တို့အမှန်ကျလေးအောက်ဆုံးမှာအမှန်ကျလေးနှိပ်မယ်နှိပ်ပြီးအတီးပြုပါညီဆိုတာလေးကိုနှိပ်လိုက်ရမယ်ဒီနေရာမှာကျွန်တော်တို့ application ရဲ့ဘာသာစကားကိုရွေးချယ်ရမယ်ကျွန်တော်တို့ကမြန်မာလိုပဲထားလိုက်မယ်ဆိုတော့ကျွန်တော်အောက်ကိုဆွဲချပြီးတော့ဒီမှာမြန်မာနေရာမှာကျွန်တော်မြန်မာနေရာမှာထားမယ်ထားပြီးရင်အောက်ဆုံးကဆက်လုပ်မည်ဆိုတာလေးကိုဆက်သွားလိုက်မယ် ပြီးရင်ဒီမှာကျွန်တော်တို့ရဲ့နာမည်ကိုထည့်ရမယ်နာမည်ထည့်ပြီးရင်ဒီမှာဆက်လုပ်ညီဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီမှာကျွန်တော်မွေးနေ့တက်ကြက်ထည့်ရမယ် ကျွန်တော်ဒီမှာမွေးဖွားရကျွန်တော်မွေးနေ့ကျွန်တော်ဘတ်ဒိတ်မန်ဘတ်ရီးရထည့်ရမှာကျွန်တော်မွေးတဲခုနှစ်ကိုထည့်ရမှာဖြစ်တယ်ဆိုတော့ဒီမှာဒီလိုလေးပေါ်လာလိုက်မြတ်ပေါ်လာရင်ဒီအမားချက်လေးကိုပဲကျွန်တော်ဆက်နှဲ့ရမယ် ဒီမှာသူပထမဦးဆုံးကျွန်တော်တို့အကောင့်ဖွင့်ရတယ်သူမေးတာတွေကိုကျွန်တော်တို့ဒစင်ရင်းလိုက်ဖြေကျွန်တော်တို့ဒစင်ရင်းအကုန်ဖြေရမယ်ကဲဆိုတော့ဒီမှာကျွန်တော်ဖြေမယ်ပြီးပြီဆိုရင်ဒီမှာကျွန်တော်အောက်ဆုံးငါတင်တွင်းမှာဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော်တို့ဟုတ်ကိုဟုတ်ဆိုပြီးတော့မြန်မာလိုလေးကျွန်တော်ဒါလေးကိုနှိပ်လိုက် ကဲဆိုတော့ဒါဆိုရင်ရသွားပြီကျွန်တော်တို့အကောင့်ကျွန်တော်တို့ဝင်ဝင်ရှာလို့ရတဲ့အကောင့်ဒီမှာဒါဆိုရင်ကျွန်တော်ရသွားပြီဆိုတော့ဒီမှာဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုရမလဲဆိုတော့ဒီမှာကျွန်တော်ပြပေးမယ်ဒီမှာကျွန်တော်အပေါ်ဆုံးမှာဒီမှာဒါလေးရှိတယ်ဒီ 280mmk ဆိုပြီးတော့ဓာတ်စီဆိုင်ဆိုပြီးတော့ဒါမျိုးလေးတွေရှိတယ်ဒီမှာအောက်မှာလဲကျွန်တော် location လေးနဲ့ location လေးနဲ့ camera ပုံစံလေးနဲ့ရှိကြဒါလေးကဘာလဲဆိုရင်ကျွန်တော်တို့ကဓာတ်ဆီတိုင်းတွေကိုဒီကျွန်တော်တို့ camera ရိုက်ပြီးတော့ camera ရိုက်ပြီးတော့ကျွန်တော် upload တင်ရမှာဖြစ်တယ်ဒါဆိုရင်ဒီ test လေးပြီးတော့ဆိုရင်280ရမှာဖြစ်တယ်ကဲဆိုတော့အောက်မှာအောက်အောက်မှာဆိုရင်လေဒီမှာကျွန်တော်စက်တန်းဆိုတဲ့နေရာမှာ6ဆိုပြီးတော့ရှိတယ်ဒါလေးတွေကတော့ဒီမှာစက်တန်းဆိုတဲ့နေရာမှာ6ဆိုပြီးတော့ရှိတယ်ဒါကတော့ကျွန်တော်တို့ ဒီစာပေးလေးတွေဖြည့်ရမှာဖြစ်တယ်စာပေးလေးတွေတူတူမဲရလေးတွေဖြည့်ပြီးတော့ကျွန်တော်တို့ကဒီမှာသူပြထားတဲ့ပမာဏနိုင်ရမှာဖြစ်တယ်ဒီမှာကျွန်တော်ကျမ်းမာရေးပညာပေးဆိုရင်90ရမယ်လူမှုရေးတန်းတူညီမျှမှုဆိုရင်90ရမှာဖြစ်တယ်ဒီမှာငွေပေးချေမှုပုံများတော့အလုံများဆိုရင်950ကျပ်ကိုရမှာဖြစ်တယ်ဒီလိုပဲဒီမှာကျွန်တော်တို့ကြည့်လို့ရတယ်သူတို့ကတခါတည်းပဲသူတို့ပေးမဲ့ပမာဏကိုပြောထားတယ်ကျွန်တော်တို့ကဒါလေးတွေကိုလုပ်ပြီးတော့ ဒါလေးတွေကိုလောက်ပြီးတော့ကျွန်တော်တို့ကပစံရံမှာဖြစ်တယ်။ကဲဆိုတော့ကဲဆိုတော့ကျွန်တော်ပြစရာရှိရှိလို့ကျွန်တော်နောက်အကောင့်ကိုတွားလိုက်မယ်။ကျွန်တော်ရှိပြီးသားအကောင့်ထဲကိုကျွန်တော်ဝင်ပြီးတော့ပြပေးမယ်။ကဲဒီတော့ဒီမှာကျွန်တော်အကောင့်ထဲကိုရောက်လာပြီ။ဒီမှာကျွန်တော်အကောင့်ဆိုရင်ကျွန်တော်ရင်ကငွေကျွန်တော်ဖုန်းပေတွေထုတ်ဖူးတယ်။ ျွန်တော်ကောက်ဆိုရင်ကျွန်တော်အရင်ကဖုန်းပေးထုတ်ဘူးလေအခုလက်ရှိလေဒီမှာ2023 jack ရှိသေးတယ်ကျွန်တော်ရဲ့ wallet ထဲမှာကဲဆိုတော့သူကငွေထုတ်သူကကျွန်တော်တို့ငွေထုတ်ရမယ့်အနည်းဆုံးပမာဏကတော့1100ဆိုရင်ကျွန်တော်ငွေထုတ်လို့ရတယ်ဒီမှာဒါဆိုရင်ဒီမှာကျွန်တော်ငွေထုတ်နည်းလေးကိုကျွန်တော်ပြောပြပေးမယ်ဒီမှာငွေထုတ်နည်းလေးကိုတည်ခြင်းဒီအောက်ဆုံးကဒီပတ်စံအိတ်ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာငွေထုတ်ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင် ဒီမှာကျွန်တော်နောက်ထပ်ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးဆိုရင်ဒီမှာအကောင့်ထဲပါဆိုတော့နေရာလေးအပေါင်းလေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီမှာဒီနေရာလေးရောက်သွားလိမ့်မယ်ဒီနေရာလေးရောက်သွားရင်တော့ကျွန်တော်တို့ကဒီမှာ KB ဝေးနဲ့တော့ထုတ်လို့မရလေဘူးအခုလက်ရှိကတော့ကျွန်တော်တို့ဖုံးပေပဲဖြည့်လို့ရမှာဖြစ်တယ်ကဲဆိုတော့ဒီမှာကျွန်တော်တို့ဖုံးပေပြင်မယ်ဖုံးကိုကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးပြီဆိုရင်ဒီမှာတိန်းဆဲပါဆိုတာလေးကိုနှိပ်လိုက်မယ် ကေးဒါဆိုရင်ဒီအမှန်ကြီးလေးပြသွားပြီဆိုရင်ရတယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့ဖုန်းနံပါတ်လေးတစ်ခုပေါ်လာပြီဒါဆိုရင်ကျွန်တော်တို့ငွေထုတ်မဲ့အချိန်မှာကျွန်တော်တို့လက်ကြံငွေကျွန်တော်တို့ပြည့်တဲ့အချိန်1100ရောက်တဲ့အချိန်မှာငွေထုတ်မယ်ဆိုရင်ဒီဖုန်းလေးကိုထုတ်လို့ရတယ်ဒီလိုပဲနောက်တစ်ခုထည့်ခြင်းလဲဆိုရင်လည်းဒီမှာအကောင့်ထည့်ပါထည့်မယ်ပြီးရင်ဖုန်းနံပါတ်လေးရိုက်ထိုက်လိုက်မယ် ပြီးရင်ဒီမှာတင်းဆဲပါဆိုတာလေးကိုပဲဆက်နှိပ်လိုက်မယ်။ Okay ဒါဆိုရင်ဒီလိုအမှန်ကျလေးပြသွားပြီဆိုရင်ရပြီ။ဒီမှာဒါဆိုရင်ဒီမှာကျွန်တော်တို့အကောင့်ကျွန်တော်ဖုန်းနံပါတ်နှစ်ခုထည့်ပြီးတော့ပြီဒါဆိုရင်ကျွန်တော်တို့ငွေထုတ်တဲ့ချိန်မှာဗာနဲ့ထုတ်တော့ထုတ်လို့ရတယ်။ကဲဆိုတော့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ပတ်စံလေးမပြည့်သေးဘူးဖြစ်တဲ့အတွက်ငွေထုတ်တဲ့ နီးလေးကိုတော့ကျွန်တော်ဖုံးပြီးဖြည့်ရနီးလေးကိုတော့ကျွန်တော်ဒီဘလေးမှာမပြောပြတော့ဘူးဒီကျွန်တော်တို့ဖုံးနံပါတ်ထားတဲ့နီးလေးကိုပဲပြောပြလိုက်မယ်ကဲဆိုတော့ဆိုတော့ကျွန်တော်စာပေတစ်ခုကျွန်တော်ဖြည့်ပြမယ်စာပေဖြည့်မယ်ဆိုရင်ဒီမှာအလုတ်အောက်ဆုံးကအလုတ်တော်ဝင် များဆိုတဲ့အထဲကိုနှိပ်လိုက်မယ်နေပြီးရင်ဒီမှာကျွန်တော်စက်တန်းနေရာမှာကျွန်တော်၄ခုရှိနေတယ်အဲ့ဒီမှာကျွန်တော်တခုခြေစွမ်းဟာကိုနှိပ်လိုက်မယ် စာပေဖြေတဲ့နေရာမှာကျွန်တော်တို့အရေးကြီးတာတစ်ခုကအမှန်တိုင်းပဲဖြေရမယ်။ရှောက်ပြီးတော့ကျွန်တော်တို့တစ်ခါတည်းစက်တိုက်စက်တိုက်ရှောက်ပြီးတော့နှိပ်လိုက်လို့မရဘူး။အမှန်တိုင်းဖြေမှသူတို့ကပတ်စံပေးမှဖြစ်တယ်။အမှန်တိုင်းမဖြေဘူးဆိုရင်တော့ပတ်စံကသူတို့မရမပေးဘူး။ကဲဆိုတော့ဒီမှာ PCN 3မိနစ်ကနေ4မိနစ်ကြာဆိုပြီးတော့ပြထားတယ်။ကဲဆိုတော့ကျွန်တော်ယခုစတင်ပါဆိုတာလေးကိုနှိပ်လိုက်မယ်။ ကဲဆိုတော့နှိပ်လိုက်ရင်ဒီမှာသူကအပေါ်မှာကျွန်တော်တို့မိကွန်းလေးတွေမေးထားတယ်မေးထားတာကိုကျွန်တော်တို့ဒီမှာအောက်မှာ multiple choice လေးတွေနဲ့ကျွန်တော်တို့ရွေးရမယ်ကျွန်တော်တို့ဒီမှာသူပြောတဲ့ဟာကိုတဘောတူရင်တဘောတူတယ်မတူရင်မတူဘူးအဲတခုခုပေါ်ပြကျွန်တော်တို့ဒီမှာရွေးရမယ်ကဲဆိုတော့ဒီမှာကျွန်တော်ဗီဒီယိုလေးရလဲရန်ရှိနေဖြစ်တဲ့အတွက်ကျွန်တော်ကတော့အဲရမ်းပြီးတော့ပဲကျွန်တော်ဖြေလိုက်မယ်ဒီမှာတခုခုသူမေးတာတွေကိုကျွန်တော်တို့ကရွေးရမယ်ရွေးပြီးဆိုရင်ဒီမှာအောက်ဆုံးမှာ နောက်ထပ်ဆိုတာလေးကိုနှဲ့ရမယ်ဆိုတော့ဒီမှာလေးဒီလိုလေးတွေပဲကျွန်တော်ရွေးရွေးတွားရမယ်ကျွန်တော်ဒီမှာဒီလိုကျွန်တော်ကတော့ကြာတော့မှဖြစ်တဲ့အတွက်ကျွန်တော်မဖက်ပြတော့ဘူးမဖက်ပြဘူးဒီလိုလေးကျွန်တော်ရွေးတွားမယ်တကယ်နောက်ဆုံးရောက်သွားပြီဆိုရင်တော့နောက်ဆုံးမေခွန်းရောက်ပြီဆိုရင်ဒီမှာအောက်ဆုံးမှာတင်သွင်းမှာဆိုတာလေးရှိတယ်ကျွန်တော်ဒါလေးကိုနှဲ့လိုက်ရမယ်ပြီးရင်ဒီမှာ okay ဆိုတာလေးကိုနှဲ့လိုက် ဒါဆိုရင်ဒီမှာပြီးပြီကျွန်တော်တို့ရဲ့ desk ကိုဖြေတာကအောင်မြင်သွားပြီဒါပေမဲ့ကျွန်တော်တို့ desk ကိုလူတို့ကအောင်လားမအောင်လားဆိုတာကိုကျွန်တော်24နှစ်ရံနေ82နှစ်နေအတွင်းကိုသူက24နှစ်ရံနေ82နှစ်နေအတွင်းကိုသူကပြောပေးလိုက်မယ်ဆိုပြီးတော့ဒီမှာသူစာလေးနဲ့ပြထားတယ်ကဲဆိုတော့ဒါဆိုရင်ကျွန်တော်တို့ရဲ့ test တစ်ခုကတော့ပြီးသွားပြီကဲဆိုတော့ ကျွန်တော်တို့ပြီးခဲ့တဲ့ test တွေကိုဘယ်လိုဘယ်နေရာမှာတွားကြည့်မလဲဆိုရင်ဒီမှာအလဲကပိုက်ဆံအိမ်ဆိုတဲ့ထဲကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာကျွန်တော်ဖြည့်ထားတဲ့ဟာကိုဒီလှုပ်ရှားမှုများဆိုတဲ့ဟာလေးကိုကျွန်တော်မြားလေးကိုနှိပ်လိုက်မယ်ဒီမှာဒါဆိုရင်ကျွန်တော်ဖြည့်ထားတဲ့ဟာလေးတွေဒူတို့ကစစ်စစ်နေပါတယ်ဆိုပြီးတော့ဒီမှာပြနေတယ်တုံတက်နေသည်ဆိုပြီးတော့ဒူတို့ပြနေတယ်ဒါလေးတွေကတော့ကျွန်တော်ဖြည့်ထားတဲ့ဟာလေးတွေကိုဒူတို့ကသူတို့ကကျွန်တော်တို့စီးဆက်ပြီးမှကျွန်တော်တို့မှန်ကန်နေဆိုရင်ဒီမှာငွေလေးတွေ ဖြစ်ပြီးမှဖြစ်တယ်မှန်ကန်တယ်ဆိုရင်ဒီမှာဒီကျွန်တော်ပြပေးမယ်ဒီမှာအပေါင်းဆိုပြီးတော့50 mmK ဆိုပြီးဒီလိုလေးပြပေးမှဖြစ်တယ်ကဲဆိုတော့ဒီလောက်ဆိုရင် အားလုံးပဲနားလည်ကြမယ်လို့ထင်ပါတယ်ကျွန်တော်အခုပြောပြတာလေးကတော့ premix ကြောင်းလေးပြောပြပြီးတော့ဖြစ်တယ်နောက်ဗီဒီယိုတွေမှာဒီမှာငွေထုံလေးလေးတွေကိုကျွန်တော်ပြောပြပြီးတော့မယ်အားလုံးပဲအဆင်ပြေကြပါစေ